င်ကျွန်တော်လုံဆောင်လိုက်မယ်။အမေကျွန်တော်ပြီးခဲ့တဲ့လဧပြီလ19ရက်နေ့ကလေးကအိမ်မှာကျမရဲ့ဂျူနီယာလေးရောက်နေတဲ့သူ့မှာလည်းတားလေးတယောက်ပါလာတော့ကလေးနှစ်ယောက်ကိုကျွန်တော်တို့အမေနှစ်ယောက်ကထိန်းရတော့ရန်ပင်မနဲ့ကျွန်တော်တို့နော်သူတို့ကြောင်းတက်ဖို့ကိစ္စတွေရောကလေးနှစ်ယောက်ကြောင်းတက်ဖို့ကိစ္စတွေရောသူ့လုပ်ကိစ္စတွေရောဆိုတော့ကျွန်တော်ကဘာမှမလုပ်နိုင်ဘူးရှင်ပြောရင်လေ။စာဖတ်တဲ့ကိစ္စလည်းမလုပ်နိုင်ဘူးကျွန်တော်ကတနေ့တနေ့ပင်မနေရသေးလား။အဲ့တော့ ျမ page မှာဘယ်သူတွေရှိပြီးဘယ်သူတွေကပုံမှန် commitment လေးရှိလဲဆိုတာကိုလည်းကျမကသိရဗျာရှင်းရှင်းပြောပါမယ်တဲ့လားအဲ့ပါပေါ့ဗျာတခုတခုထောင်းကလေးဒေါသပောက်ထွက်သွားတာပြောပြအောင်ဘာဖြစ်လို့လဲဆိုတော့အော်လူတွေရဲ့စိတ်ထဲမှာလူတွေဆိုတာနော်ဒီဘက်ရောက်နေတဲ့လူတွေရဲ့စိတ်ထဲမှာကျမက DOC ကိုတော်လန်ရင်းနဲ့ရောက်လာတယ်ပေါ့ရောက်လာတဲ့အကြောင်းပြချက်ကဟုတ်တယ်တော်လန်ရင်းမှာအာ အဲဘယ်လိုခေါ်လဲမှုတွေပေါ့နော်ဝရမ်းထုတ်ခံရလို့ကိုယ်တိုင်းပြည်မှာနေရင်အသက်အိုးအိမ်စီးစိမ်အကုန်ဆုံးတော့ခရပြီးအသက်အန္တရာယ်ပါချိန်ချုပ်ခံရတယ်။ထောင်ထဲမှာကြခံနိုင်ရတဲ့ဟာဖြစ်တဲ့အတွက်ခလေးငယ်လေးနဲ့ဒီမမှာခက်ခက်ခဲခဲဖုန်သားပြီးမွေးဖွားပြီးတော့မှနောက်ဆုံးကိုကေပြီးတဲ့လူရှိလို့ဟိုဘက်ထိုင်းဘက်ရောက်ပြီးဒီဘက်ကိုကျမတို့ကကံကောက်ထောက်မှဆိုတော့ ਨੇ ရောက်လာတာဖြစ်တယ်။ဒါဒီတော်လန်ရေးကိုအမြတ်ထုတ်ခဲ့တာလေလုံးဝမဟုတ်ဘူး။ တော့ဒီနေ့ပါလဲဆိုတော့ကျမသမီးလေးဒီနေ့ဆိုတာအခုကကျမအင်နာတက်ရင်လည်းမဖုံးတုံးမှုရနော်ကလေးနှစ်ယောက်ကိုကျမတို့အမြဲတမ်းလွှတ်ထားလို့မရအောင်တို့တို့ကဘာရန်ဖြစ်လို့ရှင်တောက်တောက်လိုက်တာနှက်တာဒါပေမဲ့ကလေးနှစ်ယောက်တည်းတစ်ယောက်ကလက်လက်ပါတတ်တယ်အဲ့တော့ကျမထားလိုက်ပါတော့ဘသူလို့လည်းမပြောတော့ဘူးအဲ့လိုဖြစ်တော့ဟိုကျမတို့ကဂျားထဲမှာအမြဲတမ်း supervise လုပ်နေရတယ်ပေါ့နော်အဲ့လိုချိန်မှာကျမ comment ကျမဒီဖုန်းကဘာဖြစ်သွားပြန်လဲမသိဘူးထားလိုက်ပါတော့ကျမဒီကနေပဲပြောမယ်နော် တော့ကျွန်မ page မှာကျွန်မသမီးကိုတင်တိုင်းပဲအခုကျွန်မ link ချထားပေးတဲ့အမျိုးသမီး to the Sydney Australia မှာနေတယ်လို့ပြောတယ်နာမည်ဒီမှာကြည်ကြည်ဝင်းရွှေနောက်သူကျွန်မထက်ကြီးမယ်လို့ကျွန်မယူဆတယ်အဲ့တော့သူ့ကိုကျွန်မဒီဒီနေ့မှတွေ့တာမဟုတ်ဘူးသူဒီမိရလေးကိုအမြဲတမ်းအမြဲတမ်းမန်လေးရှိတယ်။ဘာလို့လဲဆိုတော့အမြဲတမ်းမန်လေးရှိလို့သူ့ကိုကျွန်မသူ့နာမည်လည်းသိတယ်လို့သူ့ရုပ်ကိုလည်းကျွန်မသိရဖြစ်တယ်။အဲ့တော့သူ့ကိုဒေါသထွက်တာတော့မဟုတ်ပေမဲ့ ိတ်သေးတော့လည်းနေတော့တင်းတယ်နော်ရှင်းပြောရင် तू ကလည်းနင်းနေတဲ့ကျမအောင်အဲ့တော့ကျမပြရမယ်နော်တော့ calculation post function ကတော့ तू ကဖြတ်သွားပြီ तू က only me လုပ်လိုက်တာဟောဆိုကျမကပြန်ပြီး response ပြန်လိုက်တဲ့အချိန်မှာ तू only me လဲတက်တာကြီးတက်တော့မှာပဲဆိုပြီးနော်အဲ့ဒီအမျိုးသမီးကတော့ဇနီးချိုးဆိုတဲ့အမျိုးသမီးပေါ့ကွာမိယာက तू ဒီမှာစာရီဖတ်ပြတာဟာကြီး तू ကြည့်ပြီးတော့မိယာကိုမြင်ရ तू ချစ်တော့ချစ်တယ် ဒါပေမဲ့မိယာဒီအရွယ်မတိုင်ခင်အရင်ချင်းကြည့်ရတယ်ပေါ့ဖေမီဒီရဲ့အရေးကြီးကြည့်ဒါလည်းဟုတ်တယ်မိယာဒီသူ့ရွယ်လေးနဲ့ဟိုတိတိတိလိုက်တာတဲ့ပို့ပြီးတော့တိရတယ်ပြန်တော့မေးရေခဲကြီးကြည့်ရတယ်သူ့မှာပို့ပြီးပို့ရင်ချက်ပေးရတယ်သူ့ရွယ်ထက်ဆိုင်သူဒါတုတိချေလေးလည်းအကုန်ပြောတယ်ကိုလည်းအဲ့လိုတော့မဖြစ်စေချင်ပါဘူးနော်မဖြစ်စေချင်ဘူးကိုကလေးကိုဒါပေမဲ့လို့တော့ तू ကသူကြုံရတဲ့အရာတွေပေါ့နော်ဟိုခဏခဏထိုင်ရနေဒီဘက်ပြောင်းရတယ်သူ့မှာ तू ရင်ဆိုင်ရတဲ့ဟာတွေလည်းအများကြီးရှိတော့ မင်းနဲ့လည်းအများနဲ့တောက်လျှောက်ဖြစ်တော့မင်းကလည်းသူ့ကိုဘယ်လိုကောင်းလဲကို့အဖော်လိုပဲပြောနေကြဖြစ်တဲ့အတွက်ကြောင့်ဒီကလေးစီပုံသူ့အရွယ်ရှိတဲ့ဓာတ်ထက်ပို့ပြီးတော့ရင့်ကျက်ရတယ်အဲ့ဒါလည်းကျွန်မသိတယ်ဒါပေမဲ့တခါတည်းကျတော့ကျွန်မကလည်းသူ့ကိုသိမလားဟိုကို့တငယ်ချင်းလိုပဲပြောမိနေတာမျိုးတွေရှိတော့ तू ကအာဘယ်လိုကောင်းလဲသူ့အရွယ်လေးထက်ကိုပို့တိတဲ့နဲ့အရာတွေအခုဆို तू သေးတာတွေပဲအကုန်သိရယ်ကွာလင်းရင်ပြက်ကြတာတွေလည်း तू အကုန်သိရယ်နော်စစ်တပ်ကလင်းရင်ဘုံကျဲတဲ့ကိစ္စလည်း तू သိရယ်အဲ့သူ့အရွယ်တခြားကလေးတွေနင်းအဲ့အရာတွေပြောပြလဲပဲ तू က ကောင်းကောင်းနားလေတာမျိုးမရှိဘူး။ तू ကတော့နားလေတယ်။ तू ဒီကောင်းကောင်းနားလေနေပြီ။နော် setup ကတတ်လို့ပြီးသူတွေသိရတယ်ဆိုတာလည်းသိတယ်။နော်လေရင်ပြတ်ကြတယ်ဆိုတာလည်းသိတယ်။ငလင်းလှုပ်တယ်ဆိုတာလည်း तू အကုန်သိတယ်။အဲ့တော့သူ့ရွယ်နဲ့ကို तू ကပေးလိုက်တဲ့ information နဲ့အကုန်လုံးကို तू နားလေတယ်ပေါ့နော်။အော်ကိုကလည်းအဲ့လိုတောက်လျှောက်ပြောမိနေတာလဲပါတာပေါ့လေဒီခါတန်ကြရင်လည်းမြန်မာနိုင်ငံရဲ့ဒုက္ခဒုက္ခတွေသူပြမိရလဲပါတော့သူဒီသူ့အရွယ်နဲ့မတိုင်ခင်ရင်းချက်တာမျိုးတွေဖြစ်တယ်အဲ့တော့ဒီ share ထားတဲ့ကမလေးပေါ့နော်သူ့ကိုတော့ကျွန်မဝင်ကြည့်တော့မသိဘူး तू share ထားတာတော့အမှန်တရားပါပဲ သူပြောတာဒီကလေးလေးလည်းသူချက်တယ်ပေါ့နော်အာဒါမဲ့ဒီကောင်မလေးကိုမြင်ရတာဘယ်လိုပြောမလဲသူ့အရွယ်မတိုင်ခင်တအားရင့်ချက်နေရဆိုသူပင်ပန်းနေလို့သူခံစားသူသူ့တော့လည်းအဲ့လိုပဲမိဘနဲ့အနေဖြားပေါ်မူတည်ပြီးသူကပိုးပြီးချင်းချက်ပြီးရတယ်ပေါ့အဲ့တော့သူမုံဆုံးစကားကတော့တနဟဲတည့်ရင်ချက်တာပဲဆိုတဲ့ဟာမျိုးပေါ့နော်ထားလိုက်ပါတော့ကျွန်မတေချာမမတ်မင်းသူ့ရဲ့ post ကအဲ့ဒီမှာအဲ့ဒီဒေါ်ကြီးကြီးဝင်းရွှေဆိုတဲ့မျိုးသမီးကကျွန်တော်ကဘာရေးလဲဆိုတော့ဒီဒေါက်တာကတော့တော်လန်ရေးနဲ့အော်စီရောက်လာပြီအဲကျင်းတော့ကျင်းတော့ကျင်းတော့ သူပြောတဲ့စကားလေတော်လဲရေးနဲ့អော်စီရောက်လာပြီဆိုတဲ့စကားတော်တော်လေးကိုတားတယ်တလားမသိရင်တော်လန်ရေးကိုစောက်ကောင်းပုံဖြက်ဟိုစောက်ရမ်းနေအမျက်ထုတ်ပြီးကျမရောက်လာတယ်လို့ပဲအဲ့ဒီအမမတ်တီကြီးဝင်းရွှေကိုကျမစိတ်ဆိုးတယ်မဲမေးမယ်တော့အမအမကျမအမကျမထက်ကြီးပဲလို့ကျမယူဆလို့ကျမမေးမယ်အမကျမမြန်မာနိုင်ငံမှာဒုက္ခဒုက္ခတွေရောက်လာအမဘယ်သွားသိနေရလဲကျမချက်ပြောကြည့်ပါဦးတော်လန်ရေးနဲ့អော်စီကိုရောက်လာပြီဟုတ်ပြီအမအနေနဲ့ရောကျမလောက်ကိုဒီတော်လန်ရေးမှာ ဘာရင်းနဲ့လို့ဘူးလို့လဲအမဆင်းအော်စတြေးလျမှာနေရဲဟမ်အမကိုဆောက်လို့ရှိမယ်ဟုတ်တော့အမကိုပိုင်ဆောက်လို့ရှိမယ်အမဒါဆိုရင်ဒီဒေါ်လာရေးမှာအမဆောက်လို့ဆောက်ကြိုင်ပြီကိုရှာသူလေကိုစည်းစိမ်ဥစ္စာတွေစွန့်ပစ်ပြီးတော့ဒီအလားရှင်ဒေါ်လာမှာလားဟမ်ဆောက်တကားကိုဆောက်ဖို့ပဲပေးနေမပြောနဲ့ဒေါ်လာရေးနဲ့အော်စီရောက်လာပြီဆိုရင်ဆောက်တကားကိုငါပြည်ရဟာတွေပြောတယ်ဆိုရင်ကျမခံစားသေးတယ်နော်ငါအနေနဲ့ကစစ်တီအော်စတြေးလျမှာနေပြီးတော့အဲ့မက်တီချင်းဝင်းရှိဆိုတဲ့အမကိုကျမပြောတာနော် ကျမကိုအဲ့လိုဒက်ပြောလို့စောက်နေကလေးစောက်ပြုံးဆိုင်ဘူးတိလားကျမ page မှာအများနဲ့ကလေးကိုလာမက်နေပြီမဲ့ဒီစကားကတော့စောက်ရမ်းတာလို့ကျမအခု live လေးမျိုးပြောတာတခြားမြန်မာနိုင်ငံကလူတွေပြောရင်ကျမခံတာသေးတယ်ဆင်နီအော်စတြေးလျမှာရောက်လာရောက်နေတဲ့ခမားကရှင်ကရှင်ကဘလောက်တောင်ဘာဆောက်စင်းနဲ့ဒီဒေါ်လာရေးမှာဘလောက်တောင်ရင်းနှီးပေးဆက်ထားလို့ကျမကိုတော်လန်ရေးနဲ့အော်စီရောက်လာပြီဆိုတဲ့စကားကိုလီးလို့မို့လို့ပြောရတာလေမှာ ကျမပြောကြည့်လိုက်ជីជីဝင်းရွှေဆိုတဲ့အမဟမ်ကျမတော်လိုင်းရေးမှာခေါင်းမဖြတ်ပြီးရောက်လာတာမဟုတ်ဘူးကျမတို့မိသားစုအသက်အိုးအိမ်စည်းစိမ်ဒီမြန်မာနိုင်ငံမှာနေလို့မရလို့ကျမတို့ရောက်လာတာဒါဒီတော်လိုင်းရေးကိုခေါင်းကိုဖြတ်ပြီးရောက်လာတာမဟုတ်ဘူးမြန်မာပြည်တွေကလူပြောရင်တော့လက်ခံလို့ရတဲ့အချိန်မှာစစ်မီအော်စတြေးလျမှာခမားပါတာခမားဘာစောက်ကြောင်းနဲ့ရောက်လာမှမသိပဲနဲ့ကျမတို့တော်လိုင်းရေးနဲ့ရောက်လာပြီးဆိုရယ်စောက်စကားကိုပြောလို့ကျမစောက်ရမ်းတင်းတယ်နော်မတ်ချီချီဝင်းရွှေဆိုရယ်ပွားတော့နောက်တစ်ခုက တော်လိုင်းရင်းနဲ့အော်စီရောက်လာပြီးတော့တော်လိုင်းရင်းနဲ့ပတ်သက်တာဘာတစ်ခုမှမလုပ်တော့တာတော့နေမိတယ်ဆိုတဲ့စကားကိုယူနေလို့ပြောတာလားလို့ကျမကမက်ချီချီပဲရှိကျမမေးနေရှင်ကျမသမီးရဲ့ post တွေကိုလာလာမှတ်နေတာကိုကျမမြင်ဘူးတဲ့ရှင်ရှင်ဒီဒီတစ်ခေါက်မှပထမဆုံးသူများရဲ့ share ထားတဲ့ post မှာမှတ်တာမဟုတ်ဘူးကျမ page ကိုဒီလောက်မှတ်နေပြီကျမရသမျှ bonus ဟာကျမကိုယ်ဆောက်လုပ်ကိုယ်စားဝတ်နေရေးအတွက်စာပွဲတောင်မပြေနိုင်နေနဲ့ဒီဆောက်လုပ် Facebook က ဆော့ဘောနပ်စ်တွေရဖို့အတွက်ကိုဆော့ပို့စေတင်ပြီးရသမျှဆော့ဘောနပ်စ်ကိုကျမတို့တမိသားစုလို့ဆက်ဆန်ဒေါ်လာတောင်မစားပဲနဲ့တော်လည်ရေးအတွက်လှူနေတာကိုမစ်ဆော့စီရကဲနေလို့မမြင်တော့လားအဲ့ကြည်ကြည်ဝင်းဆိုတဲ့ကောင်မငါအဲ့လိုစဲမယ်နော်ဆော့စကားကိုလွတ်လွဲ့မပြောနဲ့ဆော့စကားကိုလွတ်လွဲ့မပြောနဲ့ငါဘဝတစ်ခုလုံးနဲ့ငါရှင်းထားတာနားလေလားနင်းကိုတိုင်တော့ကောနင့်အလုပ်တွေကိုဖြတ်ပြီးတော့ဒီတော်လည်ရေးမှာဘာဆော့ကြောင်းနေလို့ပြင်ဘူးလို့လေ ကပြောကြည့်စမ်းငါစောက်ပေါ်တွေပြောပြီးဒီတော်လန်ရေးနဲ့အော်စီရောက်လာပြီးပြောအောင်နင်ရောဘလို့စောက်ကြောင်းတဲ့စစ်တီကိုရောက်လာလဲငါမရိုင်းချင်ဘူးနော်ငါငါငါ့ကိုလူလိုသူလိုဆက်ဆက်တဲ့လူမျိုးဘယ်သူမှမမရိုင်းဘူးအေးငါ့ကိုတော့စောက်ပေါ်တွေမပြောနဲ့မြမပြင်းကောင်မတွေပြောနေတာငါ neglect လုပ်ထားလို့ရသေးတယ်။စင်နီအော်စတြေးလျကငါဟိုမှာမဖြူပွဲဘူးမှာပွားတယ်။နင်းစောက်စိတ်ကန်းနေလို့လား မက်ဖြူပွဲသည်တော်လည်ရစ်တော်လောက်တာအေးတော်လည်ရစ်တော်လောက်တာအေးဒါနဲ့ငါတို့မက်ဖြူကိုသွားပေးအဲ့ဒီဟက်တွေကုန်ကြလေစတန်နေရငါတို့တော်လည်ရစ်အတွက်ရှင်းလာပဲနားလေတာငါတို့တော်လည်ရစ်အတွက်ဘာစောက်လို့မလုပ်လို့ Facebook မှာတင်တဲ့စောက်ကြောင်းပဲကြည့်ချင်စောက်ကြောင်းကိုမြင်အောင်ကြည့်ထားငါစောက် page မှာဘာတွေတင်နေလဲမြင်အောင်ကြည့်ထား เอ้งาပြောနိုင်တာတခုကငါဒီဘယ်တော့မှရတဲ့ bonus ကိုငါငါစောက်ရှာလို့စပါချာဘယ်ပေါက်တော့ဒီပြက်ပေါက်သွားပါစေငါတော့ဘတော်တပြားချက်မသုံးဘူးနားလေလားအဲ့လိုပြောနေခံမှာဆိုလို့ငါတစ်ဆက်တပြားချက်မှမသုံးဘူးနားလေလားလူပါးတွေကဘွားမလားနဲ့မြမပြားဒုက္ခရောက်နေတဲ့လူတွေကပြောလေဆိုငါဥပိ္ပခါပြုထားလို့ရသေးတယ်ဆက်နီအော်စတြေးလျနေစောက်ပူတွေဘာမှမလုပ်ပဲနဲ့စောက်ဖင်တွေမရနဲ့စောက်ပစ္စည်းတွေမရနဲ့ရှင်းလား စောက်ပစက်တွေရှားပြီးတော့ပြောင်းနေတယ်ငါ့ကိုငါတော်လိုင်းရဲ့အော်စီရောက်လာအောင်ငါကောင်းပုံပြပြရောက်လာတော့ဘူးငါဘဝကစောက်စရာဝင်တာမဖြစ်သေးဘူးနားလေလားစောက်စရာဝင်ဒီမှာစောက်ရအောင်ပြန်လုပ်နိုင်ဖို့အတွက်ငါစောက်စာတွေဖတ်ရအောင်နားလေလားအဲ့ဒါနင်တို့ကလိုင်းပေါ်နေစောက်တော်လမ်းမင်းနဲ့သူများတိုင်းပြည်ကနေနားလေလားနေတော့ဆင်မီအော်စတြေးလျနဲ့နေတော့စောက်တိုင်းမော်နဲ့မြန်မာပြည်သူတွေတနာလိုက်စောက်ပေါ်တွေမလုတ်ပြနဲ့နေတော့တော့စောက်အိတ်မပြတ်စောက်စားမပြတ်စောက်လုံးမပြတ် နင်တို့နင်တို့ဆက်ဆံဘလောက်တောင်မြန်လူနေလို့လဲပြောစမ်းပါဦးနင်တို့ဆက်ဆံဘလောက်မြန်ဒီဒေါ်လာရဲ့တက်ကိုပေးထားလို့လဲပြောစမ်းပါဦးငါပြီးခဲ့တဲ့လားအခုဒီအိမ်မှာအခုတူနေတဲ့လူတွေရောက်နေလို့ငါဆောက်လို့မလုပ်နိုင်သေးလို့ထူပြီးသမျှဘောနပ်ကိုစောက်ခွဲစမဖို့ကမတင်ရသေးတာနားလဲလားဟမ်စောက်စကားကိုပောက်ပန်းလေးစင်လွတ်လွတ်ကူကူမပြောနဲ့နားလဲလား ငါဆဲလိုက်လို့ရှိရင်ဒီဆရာကစောက်ရမ်းရမ်းနဲ့ဖြေအောင်မယ်။အေးလူတယောက်ရဲ့စောက်တန်ရာတွေကိုလာလာမစွန့်နဲ့။ငါကုံလာတော့ခုငါမနေတိစောက်ပြရတာ။နင်တို့ကစောက်စကားကိုလွယ်လွယ်လေးမပြောနဲ့။နင့်ဘဝကနင့်ရှာလူတွေစွန့်ပြီးလား။နင့်ဘဝကိုဘဝသက်ပြန်စပြီးပြီလား။စောက်စကားကိုလွယ်လွယ်လေးမပြောနဲ့။ငါတို့ကအော်ဒီရလာပြီးစောက်ရမ်းတာရနေတာမဟုတ်ဘူးနားလေလား။အော်ဒီရလာပြီးနားရဆရာကိုဘဝကပြန်မလုပ်နိုင်သေးဘူးနားလေလား။ နားလေလာလာပြောစမ်းငါဖုန်းချိန်ကြီးငါဆွလောက်ခဲ့ရတဲ့ဟာတွေစတ်လူပါတွေမဝါနဲ့စတ်လူပါတွေမဝါနဲ့အဲ့လိုသူများတိုက်ပြီးနေတဲ့ကောင်မတွေငောက်ချက်ရလာမတိုင်းနဲ့နေဆောက်စရာနေပြီးတော့အိမ်မှာပါလို့ဘူးလို့လေနေဆောက်တဲ့ငါဘလောက်တောင်ပြန်ပေးစားခဲ့လို့လေ နေတော့ကိုနေဆောက်လောက်ကိုနေလောက်ပြီနေတော့တာသမီးကိစ္စနေလို့လောက်ပြီလိုင်းမဝါနေစင်နီဆိုတော့သူများတိုင်းပြီးရနေပြီးတော့မှစောက်ပေါ်တွေမလုပ်ပြနဲ့နေပေးဆက်တာနဲ့ငါပေးဆက်တာနဲ့ရှင်းလို့ရလို့လားဟမ်ငါဘွားအခုချိန်ထိငါစာချင်းဆိုတော့ဘွားကိုငါပြန်ရဖို့ဒီမှာငါဘယ်နဲ့ရှင်းအောင်လဲဟမ်စောက်ကောင်မရင်သူများတိုင်းပြီးရနေပြီးတော့စောက်ဖေးမရနဲ့ငါ့ကို တော်လန်ရှင်းမှာခေါင်းပုတ်ဖြတ်တဲ့လူတွေနီးတူတော်လန်ရှင်းနဲ့အော်စီရောက်လာပြီဆိုတော့စောက်စကားကိုဘတော်မှမပြောနဲ့နေဘဝမှာဗတ်ကြီးနဲ့ထွက်ပြေးရတဲ့အချိန်ရှင်းခဲ့လားသူများဘဝအကြောင်းကိုသိချာမသိပင်နဲ့ငါ့ကိုစောက်ပို့တွေမပြောနဲ့တော်လန်ရှင်းကိုဖမ်းပြပြီးစောက်ရထုတ်ထဲမှာငါမပါဘူးအဲ့ဒါမြင်းမြင်းမှတ်ထားជីជីဝင်းရွှေဆိုတော့ကောက်မှာ လူပါးမဝနဲ့လူပါးတွေမဝနဲ့နော်ငါအခုပြီးခဲ့တဲ့လပဲက3000ကျော်ဒေါ်စီဒေါ်လာရမမဘောနပ်စ်ဒီဘောနပ်စ်ရဖို့တော့ငါမတနေ့တနေ့စောက်ချိန်နေပေးပြီးငါ post တင်ရတယ်အလကားပဲတင်ငါငါသမီးကိစ္စကိုတင်ကြလိုက်တယ်နေချင်းလားငါမတင်စရာစကောတမရှိလို့ငါသမီးကိစ္စကိုတင်နေရတာနားလေလားစောက်ရဲတာရပြနေတာမဟုတ်ဘူးလူပါးတွေကစောက်ရဲနေမပွားနဲ့လီးပဲ ငါ့ကိုစောက်ပို့တယ်လာမပြောနဲ့အေးဆရာမဖြစ်ပြီးဆိုင်လာတယ်ပါလေလာမပြောနဲ့စောက်ကျုပ်ကိုမဆိုင်ဘူးအေးငါတို့ကိုဘဝကိုဖောင်းနေဖြတ်ခဲ့ရတာဖြတ်ခဲ့ရတာအခုချိန်ဒီဒီဆိုင်ကြီးတိုင်ဟာလေးမပြီးသေးလားနားလဲလားဒီတော်လန်ရင်းနဲ့ပတ်သက်ပြီးဘာမှမလုပ်တော့ဆိုတော့စောက်တကားကိုလီးလို့မို့လို့မပြောနေနဲ့စောက်ဘဝတွေဘယ်လောက်ပင်မလဲနင်သိလားဟမ်နေစာပရိုဖိုင်နယ်စောက်နှခန်းနေတဲ့ဘလပြက်နဲ့နေတင်ထားပြီးတော့ငါကြမှာနေပြီလေ နေရောင်နေရှာငါဆက်ဆက်တဖြားယူစားဘူးတာဟမ်ဒီတော်လိုင်းရေးမှာငါငါသမိုင်းငါလိုက်ပြန်ငါညောင်းနေနားလေလားငါတို့ကတော်လိုင်းရေးမှာစောင့်မြတ်ထုတ်ပြီးဒီလိုရောက်လာတာမဟုတ်ဘူးနားလေလားလူဘားတွေမဝါနဲ့လူဘားတွေမဝါနဲ့မြမပြားလူကပြောတယ်ဆိုငါလက်ခံသေးတယ်ဆောက်စစ်ညနေနေပြီးဖင်မရနဲ့အာမချောင်းနဲ့ဟီး ဆောက်စကားကိုဒီတောင်တားတော့တယ်ဒီစမ်းမငါ့ကိုတော်လန်ရေးတဲ့ပတ်သက်ပြီးလောက်တာမတင်ဘူးလို့လီးလုံမလို့ပြောအောင်ငါတော်လန်ရေးပွဲတွေသွားပြီးတော့ငါအကုန်သွားကူနေတယ်အေးဆောက်ကြောင်းကငါရောက်ငါ Facebook မှာ မတင်တာပဲရှိတယ်ရှင်းလားလူတယောက်ကြောင်းဘာမှမသိဘူးနဲ့ဆောက်ဖင်မရနဲ့အာမချောင်နဲ့ငါ Facebook ကပို့ဆိုနေလိုက်အီးရက်တလုံးလာကြည့်နေလူဘာတွေမဝါနဲ့ နေဆောက်ကောက်ငါသမီးပို့ဆောင်မှာအမြဲတွေ့တယ်။အေးငါ့ကိုလာပြီးနေမိတာတွေတော်လန်ရေးနဲ့အော်စီရောက်လာပြီးဆိုရယ်ဆောင်စကားကိုလာမပြောနဲ့။နေရဘာကြောင့်ဒီအော်စီကိုရောက်လာမှမသိပေမဲ့ငါဒီတော်လန်ရေးနဲ့ပတ်သက်ပြီးမှအော်စီကိုချက်ချင်းလောက်ရောက်လာတာမဟုတ်ဘူးနားလေလား။ငါတို့ဘဝတွေအစ်စ်ကပြန်စားနေငါဆိုစာချင်းဘဝကိုပြန်တော့မှပြန်ရောက်မယ်ဆိုတာနားမသိသေးဘူးနားလေလား။ဆန်လူပါတယ်မောင်နဲ့အဲ့ချစ်ချင်ဝဲရှယ်ဆိုတော့မိမနော် ငါစိတ်ပြီးပြန်လာပြီနဲ့ငါစိတ်ခေါ်ပြီးလာတွေ့ုံမယ်အပြင်မှာလက်ချင်းတွေ့ပြောင်းကပြောင်းဝင်နေနဲ့လူပားတွေမဝါဆမ်းပါနဲ့ငါစိတ်ကြီးလေးလာပြီမပြူပွဲတင်ငါအားပေးတာအဲ့ဒါတော်လည်းရုပ်ပြောင်းနေတာမဟုတ်လို့ပါလေစောက်ကားလီးမလို့အဲ့လိုစပ်စပ်ပစကတော့လည်းပြောလာတာလူပားတွေစောက်ရဲမဝါနဲ့နော်စောက်ရဲတွေမဝါနဲ့ ငါတို့ဘဝငါတို့ဘဝအခုချိန်ထိစောက်ဘမစတဲ့ဖြစ်သေးလေဟမ်နင်တို့ကြတော့နင်တို့ပိုင်ဆိုင်နဲ့အိမ်နဲ့နင်တို့စောက်ရမ်းตายရနေမှာမဟုတ်ဘူးလားနင့်ကိုယ်နေပြန်ပေးလိုက်နင်ဘလောက်လူထားလဲလို့ဒီတော်လဟေးမှာစောက်ပုံတွေလာမပြောနဲ့လူပါးတွေကစောက်ရမ်းနေမှာကွာနဲ့ငါ့ကိုတော်လဟေးနဲ့အော်စီရောက်လာပြီဆိုတဲ့စကားကိုလည်းမပြောနဲ့ ော်တတော်ကိုစောက်ရဲတရားလွန်နေစောက်ရဲတရားလွန်နေတရားလွန်နေတရားလွန်နေအဲ့ဒီ post ကို share သွားတဲ့ကောင်မလေးကစောက်ပတနာတက်မှာဆိုလို့ तू highlight တာလားပြန်လုပ်လိုက်တာလားမသိဘူးအဲ့ဘွားတော့ကျွန်မလုံးဝမကျေနပ်ဘူးကျမဒီမှာဒီဒေါက်တာကတော့တော်လိုင်းရဲ့အောက်စီရောက်လာပြီတော်လိုင်းရဲ့ပတ်သက်တာဘာတစ်ခုမှမလုပ်တော့တော့နေမိတယ်ပြောနင့်ဆောက်ဆံပေးထားလို့လား ဟမ်ငါ့ကိုဘာမှမလုပ်ဘူးလို့နင်ကပြောအောင်နင်တိတ်ချနေလို့လားစောက်ချက်တည်းတော့တုံးနေပေတော့တိတ်နေလို့ဘာဒီလောက်ပြုတ်ပေးနေတာကိုလီးမလို့မမြင်တာလားအချစ်တီတော်တုံးနေ။အမီမ။ကိုကလည်းကိုနေလို့လည်းမရဘူး။ကျွန်မပြောပြမယ်။ ကို comment နေကျွန်မမတက်ဘူးတော်တော်ကျွန်မတော်တော်ကိုပောက်ကွဲတယ်နော်ကျွန်မသိလားကျွန်မကွက်ကွေးစေးနေတာကျွန်မလုံနိုင်တယ်လို့လုံနေတာနော်ပြီးခဲ့တဲ့တစ်ခေါက်ကကျွန်မမချောပြရမယ်ကျမတင်ရသေးတဲ့ ဘောနပ်ဆိုင်အများကြီးရတယ်။ဒီမှာစောက်ရဲပင်မနေရဲ့အချိန်မှာဟမ်ဘောနပ်ဆရာဘူးတော့ကိုခုရောက်တဲ့ဂျူနီယာညီမလေးတောင်ပြောတယ်။တလောက်ကိုကလုပ်ပြီ။အမဘောနပ်ဆိုတာအမနာမည်ကြီးမှုကြောင့်ရတာ။ မားတို့ချစ်တဲ့ပြည်သူတွေကแชร์ပြီးလို့ရတာအမနာမည်မကြည့်ရင်လျောက်အဲ့ဒါအမသုံးခွင့်ခင်ရှိတယ်သူဘလောက်ပြောပြောကိုကဒီမှာကျတော့စောက်ဆံကြပြားနှပြားခွာပြီးသုံးနေလို့သူကအဲ့ဒါအမဘာဖြစ်လို့မသုံးတာလဲအချက်မေးကြည့်ပါသူ့ကိုပြောငါသူများစောက်ပြောမခံချင်လို့ငါဘာလဲငါဘောနပ်ကိုအကုန်လုံးမရအောင်ငါသူများငါ့ကို 到了一排表位，快靠你的了，烧表看了一眼，那么讨厌。到了现在不得的，把烧第一杯，我看我烧两口，不错了没有？对谁讲了？急忙表了。那都是编表，都是阿妈好不？瑞丽的妈好不？瑞丽。我说，哥的妈不露，不烧都没了，到底。妈懂得。啊，这个懂得的表妹，怎么那么懂？那偏爱怎么？不怕的，烧千万了。 စောက်အကူတူရညားတယ်ရင်းချောတင်တော့ဘလိုလုပ်ရမလဲဟိုဟာလေးဒီလိုဒီလိုပြချင်တာဒီလိုပြချင်တာဆယ်ဖီ ကျမမအားနေသေးလို့ဗျဒီဒီဟာတွေအကုန်စုဖို့အတွက်ကကျမကလေရှင်းရှင်းပြောရရင်ကျမအဲ့ဒါတွေစုဖို့နင်းဘယ်ကနေပြရမလဲကျမဒေါသထွက်တယ်ကျမကတော့ဒေါသထွက်တယ်ဗျာကျမစစ်တီတောင်သွားခဲ့သေးတာအဲ့မင်းကဘယ်သွားပိန်နေလို့မမြင်တာလဲကျမဒါမှကြည့်တာကျမဘယ်တော့လူရတာလဲဆိုတော့ဒါမှကြည့်အော်စီဒေါ်လာနော် CDM ဆရာမတူဦးအတွက်ကျမရေးဖို့အော်စီဒေါ်လာ1000 ဒီမှာဘတ်1829တတိယလူဒန်းပေးပါတော့မိယာတို့တာမီကိုချစ်တော်ပြီးပါပြည်သူများနဲ့မတ်စကာဘတ်အလက်ခံသူဒေါက်တာမင်းကူအောင်မှာဒိတ်30ရက်17လအဲ့17လပိုင်းတော့ကျွန်မအဲ့ဒီ17လပိုင်းတော့ကိစ္စက7စနစ်1နှစ်နော်7စနစ်1နှစ်ဖေဖော်ဝါရီလအထိအခု March April ကမရသေးမဝင်သေးဘူးနော်စရင်းမဲလာသေးတယ်ကျွန်မရှင်မဝင်သေးဘူးနော်အဲ့တော့အဲ့ဒီ၄လကိုပေါင်းပြီးပါကျွန်တော်၃လကျော်ရတာအဲ့တော့၄လကျော်ပေါ့ sorry ဒီဟာပါအပါဆုံး၄လကျော်ရတာ ဘောနပ်စ်၄တောင်ကျော်အဲ့တော့အကောင့်မအောင်ကျွန်မဖေးချင်တာအော်စီဒေါ်လာ၄တောင်တို့လှူမိလားလှူရင်တော့ကျွန်မတို့ကအော်လှူလေသူကဆောက်လို့ရှိရင်ဆောက်ကန်ရှိရလေသူတို့အိမ်ပိုင်ညာပိုင်ရှိရလေကျွန်မတို့ကအိမ်ပိုင်ညာပိုင်လည်းမရှိစလားချင်ဆောက်လို့လည်းမရှိဆောက်ကန်လည်းမရှိဟမ်ဒီဘောနပ်စ်လေးရအောင်ကိုမှကြိုးပမ်းပြီးတော့ဒီပါဝင်ပေးနေရရတဲ့ဘောနပ်စ်အောင်ကိုစောက်ပေါက်အတွက်တပြားမှမစားဘဲနဲ့ဒီတော်လန်ရေးအတွက်လှူပေးနေတာတောင်မှ ဟမ်စောက်ကျေးဇူးတွေကံဒီသူတို့ကဘာလုပ်ခဲ့လို့ကျမကိုတော်လန်ရေးနဲ့အော်ဖီရောက်လာပြီးလို့ပြောရတာလေဟမ်ဘိုက်ကိုခက်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 မွေးပြီးစိတ်ဒဏ်ရာတွေရပြီးဖြစ်ခဲ့တာဘယ်စောက်ပေါက်နေဘလို့အုံနောက်မျိုးနဲ့ဘလို့လူစိတ်မရှိတာမျိုးနဲ့ကျမကိုအော်စီရောက်လာပြီးတော်လန်ရေးနဲ့ ကျွန်မဘောစီဆိုတဲ့ဟာမျိုးကျွန်မတသက်လုံးလာနေတဲ့စိတ်ကူးမရှိခဲ့ဘူး။ဘာလို့လဲ။ကျွန်မဘဝစာချင်းဘဝနဲ့ကျွန်မမြန်မာနိုင်ငံမှာအဆင်ပြေနေရ။တိလား။အော်စီလိုနေရာမျိုးကိုကျွန်မရောက်မှကျွန်မဘဝကလူမွေးလူရောင်ပြောင်းပြီးစောက်ထမင်းစားရမှာဟုတ်ဘူး။ဒီဒီတော်နဲ့ရေးကြောင်ရောက်လာတာဒီလေ။ပြည်ထွေးမှာနေရင်ကျွန်မတို့ပြန်လို့မရဘူး။အသက်မရှင်နိုင်လို့ထောင်ချချချခံမှာမလို့။နေပြန်လို့ရတယ်မလားပြည်တွင်း။နေရောဒီတော်လေးကဘယ်လောက်လုံနေ ဟုတ်စောက်ရမ်းလိုင်းပေါ်နေစောက်အာချောင်းဘောတော့လွေတယ်နော်အဲ့လိုအာချောင်းတာနော်ငါပြောမယ်ဒီတော်လန်ရေးနဲ့အခုငါရောက်လာပြီငါဘလောက် mentally traumatized ဖြစ်လဲဆိုတာငါနဲ့ပတ်သက်နေတဲ့ဘိုးတွေအကုန်သိတယ်ဖြူတွေအကုန်သိတယ်စောက်ရမ်းတွေဖင်မရအောင်နဲ့စောက်ရမ်းတွေဖင်မရနဲ့နော်ဒါကဒါကလူတယောက်ကို emotionally unstable ဖြစ်အောင်လုပ်တာနော် နော် emotionally unstable ဖြစ်အောင်လုပ်တာနော်သူတယောက်ပေါ့ပြီးတော့ငါသမီးနဲ့ငါနဲ့နှစ်ယောက်ထဲငါရက်တည်နေတယ်ဒီမှာအဲ့ဒါကိုစော်ကားမော်ကားလုပ်တာနော်စောက်စရားတွေအများကြီးရှင်းမှုအများကြီးရှိရနော်စောက်လူဘာတွေမဝနဲ့တလား public ကြီးနဲ့သူများဖွင့်ပြီးရေးထားတဲ့ကိစ္စကိုငါ့ကိုလာပြီးတော်လန်ရေးနဲ့ပတ်သက်ပြီးရောက်လာတယ်ဆိုတော့ဆွတ်ဆွဲချက်မျိုးကိုလည်းပြောတာတွေကအဲ့ဒါစောက်ရမ်းငါ့ကိုဂုံတိတ်ခါချတာနော် defamation လုပ်တာနော်လူဘာတွေဝါတာတော်ယုံမဲကောင်းနေရတယ်တလား ကျွန်တော်ကိုယ့်ကိုအေးဆေးနေနေတာဘယ်စောက်ပွဲမှလည်းမဖြစ်ချင်ဘူးဘယ်စောက်ပွဲမှလည်းမဖြစ်ချင်ဘူးမြမပြည်ကကောင်မပြောရင်စောက်ကျုပ်ကိုမဆိုင်ဘူးနားလေလားအေးသူတို့သူတို့ဘဝနဲ့သူတို့ဒုက္ခတွေရောက်ပြီးသူများဘက်ကလူတွေကိုဒေါသတွေထွက်တာလည်းဖြစ်မယ်မနာလိုတာတွေလည်းဖြစ်ဖြစ်မယ်ဘာလို့လဲဆိုတော့ကျွန်မ page မှာကျွန်မကကိုယ့်ကလေးအကြောင်းပဲတင်နေရတာဖြစ်လို့တင်ကြလို့လည်းတင်နေရမဟုတ်ဘူးကျွန်မလည်းသူများတွေလိုအပြောက်ရိုက်ပြီးကိုယ့်ကလေးကိုကောင်းမိတ်ကားတွေလှုပ်ထားပြီးအပြောက်ရိုက်ပြီးလှုပ်ထားလို့ရတယ်အေးကျွန်မဘာလို့ကိုယ့်ကလေးအကြောင်းတင်နေလဲစောက်ဆန်ရဖို့အေးစောက်ဆန်ဘာတော့လဲ ငါနဲ့ငါသတိစားဖို့မဟုတ်ဘူးတော်လန်ရေးကိုပြန်လုပ်ပြီးဘူးငါတို့ကကိုလိုက်ပြန်ကိုလုံးနေကိုကပြည်တွင်းမှာနေလို့မရလို့တော်သေးလဲနေပြီးလုံးလို့ကိုသတိအတွက်အစင်မသိနေနိုင်လို့သာဒီဘက်ကိုထွက်လာရပြီနဲ့ကိုလိုက်ပြန်ကိုတို့ကျင်တို့ဒီချိန်ထိကိုပါနေတယ်နေတော့ရောဘလောက်ထိမြန်ပါနေလဲနေတော့ရောတော်လည်းဤမှာပိဆက်တာတွေနစ်နာတာတွေငါမပြောချင်အေးဒါမဲ့ငါတို့လောက်တဲ့လောက်ကောနင်တို့ကလောက်နေလို့ငါ့ကိုစစ်တီရနေပြီးတော့စောက်ဖင်ရပြီးပြောနာတာ ူဘာတွေဆောင်ရမ်းသွားလို့နဲ့အဲ့ဒါတစ်ထောင်နော်အဲ့ဒါတစ်ထောင်နောက်တစ်ယောက်ကဘယ်သူပါလိမ့်လာမင်းလာလာမင်းလေးလာဟိုတည်းနေရအောင်ကျွန်တော်ရှေးထားသေးတယ်ကျွန်တော်ကောင်းလေးရပေးရတော့တယ်။ Okay ဒီမှာနောက်ထပ်ဒါဆိုမတင်ရသေးတယ်နော်အဲ့ဒီပါလေး တင်းရသေးတာမင်းကျမမဆုနိုင်လို့ဒီမှာကြည့်စောက်စီတွေပိုင်းမြင်အောင်ကြည့်ကြဒီမှာဒီမှာမှတ်တမ်းနဲ့ဂုဏ်ပြုလားတဲ့ဖက်စစ်အာနာချက်ဒါဒီဒီဒီလောမှာလှူထားတဲ့ဟာနော်ဟိုမှာ900 AUD ဒါက900 AUD ကဒီမှာ17ရက်4 15ရက်4လနော်ဒီမပြပြီးခဲ့တဲ့ဟိုပေါ့ဒီဧည့်သည်တွေ19ရက်နေ့ရောက်တယ်ဆိုတော့အဲ့မဲ့တိုင်ခင်မှာကျမအကုန်လုံးလှူထားတာစင်နီကနေပြန်လာပြီးကျမရတဲ့ bonus အကုန်လုံးကိုကျမအကုန်လုံးတက်စီလှူထားဒါ900နောက်တစ်ယောက်ရှိတယ်နော်ဒီမှာနော်ဒါ900ဒါစင်နီကပြန်လာပြီးမှ ကျွန်မလှူထားတာ900 AUD အဲ့ဒါရတဲ့ bonus ကျွန်မစီးရှင်းနဲ့မတင်ရသေးတာရှင်မတင်ရသေးတာနောက်တစ်ယောက်ရှိအေးနောက်တစ်ယောက်ကနင်းနောက်တစ်ယောက်ကဘယ်ရောက်သွားလဲကျွန်မလည်းဒီမှာကြည့်ရမယ်အာဘယ်ရောက်သွားမှန်းမသိတော့အဲ့ကောင်းလေးအောင်နင်း page ကိုသွားမှာကျွန်မတော်တော်လေးဒေါသထွက်တယ်ဒီလားတော်တော်ဒေါသထွက်ပါတယ်တော်တော်လေးဒေါသထွက်ပါတယ် အာနေတယ်ဟုတ်โอเคဒီမှာအဲ့လမင်းအောင်ပေးထားတဲ့ဟာကသူပေးထားတဲ့ထောက်ဖို့မထမ်းကโอเคဒီမှာနော်ဆိုတော့ထောင်၅ရှိသွားပြီနော်ထောင်၅ရှိသွားပြီမှာဒါကဒီမှာအဲဒါကဒီမှာကြည့်ဒါက तू က73,000ဆိုတာအဲ့ဒါ900 အော်စီဒေါ်လာ900သူကမြန်မာငွေကြက်နေပဲပြောလိုက်လို့အဲ့ဒါ900ပေါ့နော်အော်စီဒေါ်လာ900 73,000 3,000ရရတယ်ဗျာအဲ့ဒီကကဒီမှာဆက်နေပတ်เนาะဆက်ဆက်လိုအပ်သည့်ဆက်ဆက်ပစ္စည်းများနဲ့စီဝါရိတ်ကမြောက်ဝယ်ရမြေရုသားမျိုးချစ်တော်တွေ့လားမတ်စုကပေါ့လက်ကြည့်ဖွဲ့ထွက်တွေ့လားအဲ့ဒါက900โอเคအဲ့ဆို2000ရှိပြီနော်2000เนาะ2000เนาะโอเคနောက်တစ်ယောက်နောက်တစ်ယောက်ကအဲ့ဒါဆီယောင်းဝင်လေးအဲ့ page ကနေဆီယောင်းဝင်လေးအဲ့ဆီယောင်းလေးနာမည်ရောက်သူပါလေ ဇာဝလီနံနေကဆက်အောင်တွေ့အဲ့တော့ဒေါသရေဒီမှာဒီမှာဒီမှာနော်စောက်ပူတွေလုတ်နေမပြေဘူးနဲ့ဒီမှာမာဒီမှာတိတ်ကိုကြည့်ဆယ်ရက်ဧပြီနော်အဲ့ဒါစင်နီကပြန်လာပြီးချင်းအကုန်လုံးလုတ်တာဒီမှာ မိရတို့သားမျိုးချစ်တော်မိဘပြည်သူနဲ့မဆူကပေါ့လူတဲ့ဒီမှာကြည့် for the generous contribution of ဆိုတာတထောင် EUD ရ medical supply အတွက်၄၀၀ EUD ရအဲ့ဒီ CDM ဒေါက်တာလေးအတွက်သူလိုတာသုံးဖို့ဘာလို့ဆိုဖနက်ကလေးတွေစုံနေတယ်တကယ်ကိုတော်တယ်မှာခက်ခက်ခက်ခဲတွေလုပ်တဲ့အတွက်သူ့ကိုဒါလေးလုပ်ပေးလိုက်တာနော်ဒေါက်တာ fitness ကြီးကိုကျွန်မလှူလိုက်တာနော်ဒါသည်ကျွန်မတလားစာဒီအရင်ဆက်ဆက်ချင်းတော့ကျွန်မ၃လေးတောင်လှူနိုင်တယ်တလားတဲ့ကိုအဲ့လောက်ရတယ်ဒါပေမဲ့နောက်ပိုင်းမှာမရတော့ဘူးတလားရမှာ၄၀၀တို့၅၀၀တို့အဲ့ဒါပဲရတချို့ရလက်တွေဆို၂၀၀ပဲရတာရှိတယ် နော်အဲ့တော့ကျမ၄လလောက်ပေါင်းပြီးစုမှ၄000လောက်ရတယ်နော်အဲ့တော့ဒါဘလောက်ဖြစ်သွားလဲစောစောတုန်းက2000အခုက1000ဆိုတော့3000ဒီမှာ400ဆိုတော့3400โอเคနော်3400နောက်တစ်ခုကကြတော့ကျမပြမယ်ကျမအဲ့ဒါကျမအာမတင်ရသေးတာဒီမှာဒီမှာကျမအဲ့ဒါကိုလွှဲပြီးတဲ့ပတ်စံအောင်ကျမပြရမယ်ကျမလွှဲပြီးတဲ့ပတ်စံအောင်ကျမပြရမယ်နော် ကျမအဲ့မှာเนาะဒီတော်လိုင်းရေးမှာနာမည်ကြီးအထင်ကြီးတူအတွက်ကျမเนาะသူတို့ဒါဒါဟိုဒုက္ခတွေရောက်နေလို့ကျမအဲကုညီလိုက်တဲ့ငွေပေါ့เนาะကုညီလိုက်တဲ့ငွေဒီမှာ